ဒုညရဲ့ပြည်သက်များအလုံးမင်္ဂလာပါရှင်။ဆီယမစပယ်ဖြူနှူးရဲ့အပြန်လန်းဗမာလမ်းဘယ်မှာဆိုတဲ့ဥတ္တလေးကိုဖတ်ပြပေးကြပါလိမ့်ရှင်။ကျမကတော့ Everly ပါ။ကြောလန်းကလေးသည်မညီမညာကွက်ကောက်လျက်ရှိလေသည်လမ်းသည်မြေသားပြောင်ပြောင်မီမဟုတ်လူသွားပံများသည့်အတွက် ညပင်နယ်ပင်တို့ပြပြားလျက်ဖြစ်လာရသောတော်လန်ကလေးများသာပင်နဘေးတစ်ဖက်တစ်ချက်တွင်သောနွယ်ချုံသစ်ပင်များဝင်းရလျက်အချို့သောနေရာများတွင်လမ်းပေါ်အထီရောက်နေသောနယ်ပင်နှင့်သစ်ကိုင်းတို့ကိုဖယ်ရှားကသွားရသည်သည်ဖုံးနေသည့်လမ်းကလေးပေါ်တွင်တယောက်ထင်းဆိုင်နေနေလျှောက်လာသည်တညလုံးသူတော်တူခဲ့ရသည်ရခုနနက်တွင်မှဒီလမ်းကလေးကိုတွေ့ပြီးသည်တောမှမွေသောကလေးငယ်တို့ဤတည်တဲ့ချင်းဖြင့်ဒီလမ်းသည်ကားလမ်းမကြီးသို့မဟုတ် လူတို့နေထိုင်ရာရွာများစီရောက်မည်ဟုသူအလိုလိုသိနေသည်။ဒီအတွက်ကြောင့်မဲဝမ်းသာလိုက်လဲခြင်းသည်သူ့ခြေလမ်းများကိုတွတ်စေသည်။သို့သောပုံမှန်ခြေလမ်းတော်မဟုတ်တရွတ်ဆွဲရတော့မလို့အာအင်ကုန်ခန်းနေသောခြေလမ်းများထက်တော့နည်းနည်းသာသည်ဟုဆိုရမည်။သူအားရှိလာသည်ဟုခံစားရ၏။သို့သောမောလာပြီးတနေရာတွင်ပြက်လဲလိုက်ခြင်းသည်သူ့ရှင်၏ကြီးစိုးကနေသည်ထိုတနေရာသည် သူ့အိမ်ကဝါးကျဲကင်းကလေးဖြစ်နေဘလောက်များကောင်းနိုင်မည်နည်းငိုင်းဆိုင်ဆိုင်လျှောက်လာသောခြေလင်းများကိုရက်ကဖိုးနီနောက်သို့လှည့်ကြည့်မိသည်သူဘယ်ရောက်နေသည်မသိအိမ်နှင့်အလွန်အလွန်ဝေးသောနေရာသို့ရောက်နေပြီဟုသာထင်သည်မိုင်းအားဖြင့်သူမသိခြေထောက်များညောင်းညာခြင်းဖြင့်သာခရီးဝေးသည်ကိုမှန်တတ်သည်သူအိမ်ကလေးသည်နောက်ကျောပန်မိုင်များစွာကောက်ဝေးသည့်နေရာတွင်ခြံခဲ့သည်လားလက်ဝဲပဲ လက်ရဘက်ကနေဥတိုက်သွားရင်ရှောင်းနိုင်သေးလား तू မသိပဲ तू နားလေဒီမှာတော့ तू ဒီအိမ်နဲ့မိုင်များစွာဝေခဲ့ပြီမိဘတို့နဲ့တကွဲစီဖြစ်ခဲ့ပြီအိမ်ပြန်ရလဲမဖြစ်နိုင်သေးအိမ်ကိုခြားခဲ့ရပြီဒီဖုန်းညိုရွာကလေးဒီတောင်တန်းများရှိမှုထားသောနေရာတွင်ရှိလေသည်ရွာကိုချောင်းငယ်တစ်ခုကဖြတ်စီသွားသည်ရွာသည်အင်ဂျင်များစွာရှိသည်မဟုတ် မူလနှန်းကြောင်းမြတာရှိသောရွာတရွာပင်ထိုရွာကလေးတွင်ဖိုးနီမွေးပါခြင်းပင်ငယ်သည်ကပင်တို့လေမီတွင်စတင်စိမ့်လန်းကြသောမူရသည်၌ဖိုးနီကိုမွေးပါလာခဲ့သည်မြောင်းစွာသောလေသမားသာသမီများလည်းပင်အမေအကျော်မောင်မှကလေးကလေကိုကျွမ်းဝင်ခဲ့သည်အမေကဖိုးနီကိုကြောက်ဖို့ကကောက်ရိတ်သိနေသည်အဖေနှင့်ဒိုးတူပေါင်းပတ်လောက်ကင်ခဲ့ကြသည်လေကတော့ဤကများစွာရှိသည်မဟုတ်ပင် ဝမ်းစာအပြင်နည်းနည်းမြသာပူရှင်သည်ကျွေးမတင်ရောက်သာရှိခဲ့သည်တည်းသူနားလေတဲ့ချိန်မှာအမေကပြန်ပြောင်းပြောပြတတ်လေသည်ဖုန်းနေသည်လယ်ထဲတွင် အဖေပင်မန်းလာသည်ကိုတတိယသည် အဖေက အလုတ်ကိုအပင်မန်းခံလို့တတ်သည်စပားဆိုင်ချင်းဆိုလဲအပတ်တပုတ်လို့သည် အဖေဘက်ကတူတယောက်နဲ့ထွန်ချချင်းစိုက်ကြပြိုးကြသည်ခြံထဲတွင်လည်းစားပင်သီးပင်ဆိုင်ရသည်သည်တော်ရင်တက်ကထင်းရှားသေးသည် ငားရှာတတ်သေးသည် အဖေသည်ကြက်သားအပြိုင်ပြိုင်နှင့်အလွန်တန်ဆန်းသည်အဖေပကုံးကိုခိုးတွဲထားရရင်ဖိုးနီအလွန်ပျော်သည် သို့သောအဖေကိုသူ အချိန်ကြာမြင့်စွာ တွေ့ကက်ခွင့်ရခဲ့သည်တော့မဟုတ်ပါဘူးသူအောက်ကညီမလေးရလာချိန်မှာတော့ဖိုးနီသည်အမေရှင်ငွေတဲကညီမလေးအားအဖေမြုပ်နေသည်ကိုသာတွေ့လန်းရသည်ညီမလေးကိုပွင့်ချီကြည်စင်နေသည်ကိုမြင်လာရသည် ဖိုးနီကိုအဖေမမြင်တော့ဘူး သို့သောသူသည်မနာလိုလည်းမဖြစ်တတ်ပါပဲ။ကောင်းစွာပြေးလွှားဆော့ကစားတတ်ပြီးမှအိမ်နီးချင်းကလေးတစ်တိုက်ကိုပြောင်းလဲခင်တွေ့တတ်ခဲ့သည်။သူကောင်းစွာသိတတ်ပြီးဖြစ်သောအသက်၆နှစ်ခန့်တွင်မြမလေးက၃နှစ်ရှိပြီ။သူစဉ်ကသူကြောင်းနေရသည်။ရွာထဲကမူလာတဲ့ကြောင်းကလေးမှပဲနေရသည်။ဖိုးနီအတွက်အမေက လွယ်အိတ်အစ်ဝယ်ပေးသည်။ကွန်ပါဘူးလေးဝယ်ပေးသည်။သူသည်စာသင်ရသည်ကို အလွန်ပျော်ရွှင်ခဲ့လေသည်။ညံလဲကောင်း၏။ တနစ်တတန်းအောင်ခဲ့သည်ဖိုးနီအတွက်တော့ကလေးပြည်ပြောရှင်ခဲ့သောအပူအပင်ကင်းခဲ့သောကာလများမြို့ကလာသောဆီယမလေးကတော့ဖိုးနီဟာပညာရေးဖြစ်သူမဲ့ကလေးဟုအမေကို တချိန်မှပြောကြားပူလိသည်သို့ပေမဲ့ကျောင်းမှာနောက်ဆုံးနေခဲ့ရသည်ကတော့ဖိုးနီဒုတိယရန်အောင်သည့်အထိပါပဲသူဒုတိယရန်ရသည့်နှစ်တွင်မြမလေးကသူငယ်ရန်တက်ပြီးအမေသည်နောက်ထပ်ညီလေးတစ်ယောက်ကိုမွေးဖွား၏ သူသည်အလိုလိုပင်ညီမလေးကိုထိန်ရသည်ညီလေးကိုထိန်ရသည် အမေတို့လည်းတဲ့စင်းသည့်အခါချမင်းချင်ရသည်ရေတဲရသည်ရှင်းနှစ်မြသာရှိသေးတော်လဲလူကြီးလေးပမာအိမ်မှာအသုံးကျနေသည်အိမ်အလုံးနှင့်ចောင်းစာများအကြာ ဖိုးနီကအသာတကြားရှိစေဒီမှာပင် အမေတို့ကသူ့ကိုចောင်းထုတ်ရန်ကြံနေသည်ဖိုးနီသည်တခဏများတော့ဝမ်းနေခြင်းဖြစ်လိုက်သည်သို့တော်လဲအမေဤညွှန်းငယ်တော့ ပင်မန်းတို့မျက်နှာကိုငယ်ရွယ်တော်လဲတိတ်တက်ခဲ့သည်။ကြောင်ပြောင်ခွန်းတို့မိုးရသည့်အစာပြေခြင်းအမေတို့ကလဲရဲစင်ကြပြီမို့ဖိုးနေသည်ညီလေးထိန်ဟာထမင်းချက်ကနှင့်ညီမလေးចောင်းသားတီကိုထမင်းဆောင်ကျွေးရသည်ညနေခင်းများမှာကျွေးသိမ်းရသည်သူ့လွယ်အိတ်ကတော့ဆုတ်ခဲ့ပြီးဖြစ်လျာလက်နီးသာဖြစ်သွားလေသည်အတန်းပေါ်များခြံရှိကဖြစ်လင်ဖိုးနေသည်ကလေးပိုးကချောင်းမြူရင်ပြုံးပြနှုတ်ဆက်ရသည်သူတို့တွေចောင်းစင်းချိန်ကိုဆောင်တာ စော်ကစားရသည်ဆီယမလေးကမျက်ရည်ဝဲခြင်းသည်ကိုဘာကြောင့်မှမသိမစင်စားနိုင်ကိုဘဝကိုကျဉ်နှက်ကနေခဲ့သည်သို့သောရှမ်ပန်ရခါတော့ခုံးဒီမှာလဲမကျဉ်နှက်ချက်ကလေးများ ရှိရသည်ပင် အဖေသည် သူနှင့်ခုနောက်ပိုင်းဆိုင်လာသည် သူကတော့ဖုန်းနီဟု တုံးတီတီခေါ်နေသည်မြမလေးနှင့်ညီလေးကတော့တမီးရေတားငယ်ရေဟုခေါ်သည်ညီလေးကိုခြိဖို့ကနေပြန်သည်မြမလေးကိုမြူလျင်ပြုံးရွှင်နေသည် မြန်မာလေးစာချက်နေလင်းလဲပြုံးနေပြန်သည်ဖုန်းဤကိုကစူပူစရာများသာရှာတွေ့နေသည်လားမသိမျက်ထောင်နေနေသာစူပူနေသည်ကိုနေ့စဉ်လုံးကြုံရသည်တရက်မှာတော့ညီလေးကိုအိမ်ရှိကန်းတွင်တိတ်ထားတော့သူသည်မီးဖို့ထဲမှာညနေစာထမင်းအိုးတည်နေသည်အိမ်ရှိကဂျုံးကနေအတန်ကြာပြီးပြေးကြည့်ရင်ညီလေးသည်ပက်ခတ်ထဲကနေကျမ်းပြမောကြပြီးဆူဆူဝါးဝါးငိုလျက်ရှိသည်အိမ်မှာလည်းမိဘများရှိသည်မဟုတ် တက်တလောက်မတလောက်ချော့နေရသည်နဖူးရောင်သွားသည်ကိုတော့ဘာလို့ရမှမသိညနေရောက်တော့အခါအဖေတို့ပြန်လာရင်တော့ဖုန်းနီအရိုက်ခံရသည်အဖေက ဖုန်းနီကိုရိုက်သည် အဖေရိုက်တာနားလာရမဟုတ်တော့လဲဖုန်းနီသည်ဝမ်းပတ်တနေပင်မူခဲ့သည်အဖေကတောင်းအောင်မချက်ပါဘူးမေယာသူသည်မိဖို့ရဲတွင် အမေအားကန့်နေရင်တီတို့ပြောမိသည်အင်းရှိတွင်တော့အဖေသည်ညီလေးကိုချုံမြူလျက် မြမလေးကစာချက်လျင် သူသည်အဖေလက်မများကိုဝမ်းနည်းစွာငေးနေခဲ့သည်မဟုတ်ပါဘူးဖိုးနေအဖေပဲမချစ်မဲ့ပါပါနေပါမလဲနင့်ကိုချစ်လိုက်တာများအားကိုးတာပါပါတာပဲအမေအတီဆုံးပေါ့ဖိုးနေသည်အမေမျက်နှာကိုတအံ့တအောငေးနေခဲ့သည်သူဘယ်သူနားလဲရနေနေအဖေဟာဖိုးနေကိုဘာကြောင့်အမြဲတမ်းစူပူနေရတာလဲအမေစကားကိုယုံလာသည်မဟုတ်တော့လဲဖိုးနေကညင်နေခဲ့သည် ။ထမင်းဝိုင်းကြရလဲအဖေဒီသူမဟုတ်တယ်လို့ပဲဖိုးနီကိုစကားဆိုပြန်သည်။သူ့ပေမဲ့တုံတုံတီတီသာမနှက်ပြန်တော်ရဲလိုက်ခဲ့အောင်နဲ့။သို့တော့ဖိုးနီသည်အဖေလဲတစိနဲ့တော်ရဲဝင်ရမှလိုက်ရပြန်သည်။တောက်အဖရတွေထင်းတိုင်ကြသည်။အိမ်အောက်ရောက်တော့ထင်းတူလောင်ကြသည်။ဖိုးနီတို့အိမ်သည်ဒီအရက်ကရှမ်းပမာရွာများတွင်တွေ့ရတဲ့သောခြေတန်းရှိအင်ငယ်လေးသာဖြစ်သည်။ အိမ်အောက်ထပ်တွင်စစ်ချံရှိသည်ထင်းစဉ်ရှိသည်အိမ်ကတော့တက်ကယ်မူဝကြမ်းခင်းထရန်ကားသာတမန်လေသမားအိမ်များပဲဒီအိမ်မှသာမဟုတ်ပါတရလုံးမှာတော့အိမ်ငယ်လေးများသာအများစုနေကြသည်ကချင်များလည်းရှိသည်တောင်သူအလုပ်ကိုသာအဓိကလုပ်ကြလေသည်ဖိုးနေတို့အရွယ်ကလေးများကတော့မိဘကိုကူညီတတ်ကြသည်အိမ်အလုံးလယ်ထဲကအလုံများကိုတက်နိုင်သလားလုပ်ကြရသည် ကျောင်းတက်သူများကလည်းကျောင်းချိန်ပြင်ပမှာအလုပ်ကိုကြရသည်များသောအဖြစ်သောသူတို့သည်လေးတန်းမြောက်အောင်လင်းပညာရေးဆုံးခန်းတိုင်ကြမည်ဖိုးနီလိုလေးတန်းမယ်မရောက်သူများလည်းမရှာသို့သောရွာမှာတော့ကြသည်အစမ်းလည်းမဟုတ်ပါဘဲသူတို့ကျေးရွာကလေးသည်မြို့နှစ်တတော်အလန်းကွာသည်ကချင်ပြည်နယ်ထဲကတာမန်ကျေးရွာလေးတရွာသာပင်မြို့ပေါ်သို့ဖိုးနီတို့သိမ့်မရဘူးပဲအဖေတို့ကတော့စပားလေးပဲလေးရောက်မှုတ ဈေးဝယ်ဖို့ရောက်တတ်သေးသည်ဖိုးနေကတော့အဖေနဲ့တစ်ခါနှစ်ခါသာလိုက်တော့ဘူးသည်မြို့တိတိလေးပဲသူအတွက်ကြီးကျယ်ခမ်းနားနေခဲ့သည်ငါတို့မြို့မှာနေချင်ပါဘူးဟဲ့ဟုတော့ရွာကတငယ်ချင်းများကိုပြောပြတတ်သည်တကယ်လဲဖိုးနေသည် ရွာကလေးမှပြောခဲ့သည်အဖေကသူ့ကိုမချစ်ဘူးဟုထင်မြင်ဖြစ်တော့လဲအိမ်နေသူပြောခဲ့သည်ပြင်းမှန်းတော့လဲအိမ်လူများကိုမငြင်းညူအချိန်တန်၍လဲရဲစင်ရလင်းလဲ သူသည်အဖေလိုလေသမားစစ်စစ်သာဖြစ်လာ ਉਹ မည်။ကောက်နံပင်များကိုမြင်ရင်သူလည်းပျော်တတ်သည်ပင်။ကောက်နံများရှိသိမ့်ခြင်းတွင်တော့သူတို့ရွာကလေးများသည်ပွဲလန့်များနှင့်ပျော်မှုတွင်ဖြစ်လာမည်။ဒီလိုသာမပြောင်းမလဲရှိ ਉਹ မည်ဟုဖိုးနီကကလေးပြပြထင်ခဲ့သည်။သို့သော မမြင်ရသောကံကြမ္မာသည်ဖိုးနီတို့စီဆိုက်ရောက်လာခဲ့သည်ဖိုးနီတို့ရှဲမမာရွာကလေးများသာမက အနီးဝန်းကျင်တစ်ဝိုက်ကကချင်ရွာကလေးများကိုလည်းဆိုက်ရောက်လာခဲ့သည်ပင်ပထမတော့လူကြီးများကြိတ်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 စကားပြောဆိုတတ်ကြသည်ကို သူတို့စမ်းသည်မထင်သေးနောက်တော့ညဘက်ဆိုအတန်တချို့ကိုအစမ်းတစ်ချိန်ကြားလာရသည် မိုးလင်းလျင်တော့ညကဟိုရွာမှာဘာဖြစ်တယ်ဆိုတော့အတန်များညံစီနေပြန်သည် လဲရသေးသို့တော့ပုံမှန်စင်းနိုင်စေဖိုးနီတို့ရွာလေးကအေးချမ်းစေစောင်းရသည်စဝင်လင်းတော့ကောက်နံများရင်မဲ့ပြီမကြခင်ရိတ်သိမ်းရတော့မည်အဖေနှင့်အမေတို့ကစိတ်ကူးနေမြမန်းစေတညမှာတော့မှုန်တိုင်းဝေသလိုအသံများကသူတို့နှင့်သိမဝေးတော့ပြီဆိုသည်ကိုသိရသည် ရွာကဗီဒီယိုရုံများတွင် ကြည့်ရတတ်သောစကားတွေကလိုအသံများသည်ကလေးများကို အထိတ်တလန့်ငိုကြွေးစေသည် လူကြီးများကလည်းထိတ်လန့်ကြသည်အသံများသည်တပြေးပြေးနှင့်သဲထန်လာသည်ဖုန်နေဒီထုံလေးဆဲဟုအမေကပြောသည်အမေသည်ညီလေးကိုချီလျင်အဖေကတော့ညီမလေးကိုပုတ်ချီလျင်ဖုန်နေသည်အမေလှမ်းပြီးသောအထုကိုပိုက်ကအိမ်ထဲကအမြန်ဆင်းခဲ့ရသည်တရွာလုံးသည်အသက်ဝင်စုညံနေပြီသည်ဖုန်နေတို့သည်ရွာနှင့်အနီးဆုံးတောထဲသို့တိုးလာကြသည်တောသည် အမောင်ကြားထဲတွင်ပို၍နှဆိုင်မဲမောင်နေသည်လူတံများသည်ဟိုမတီမှပေါ်ထွက်လာနေသည်ပောက်ကွဲတံများသည်သူတို့ရှိတွင်မင်းရောက်လာသလိုအတံများကနှိမ့်ဆက်စေအောဟစ်တံငိုကြွေးတံနှင့်ပြေးလွှားတံများခြေတံများသူတို့ပြေးကြသည် ဖုံးညီပြေးသည်တယောက်ထဲအာသွန်ပြေးသည်အတံများကပ်ပါလာလေလေတိုးရီပြေးလေလေပင်ဖြစ်သည် သူ့နားထဲတွင်အတံများသာစုံညာနေသည် အပြေးပြန်ဘွယ်တိုင်းပူဆွဲနေကြဖူးနီဤခြေတော်များကရှေ့သို့သာအရှိန်နှင့်တိုးနေသည်သူဘာကိုမှမသိတော့ကြောက်ချင်းတစ်ခုကိုသာသိသည်နောက်ဆုံးတော့ဖူးနီမောပန်းပြီးနားသည့်အခါတွင်သူ့အနေတွင်ဘသူမှမရှိတော့ပေသူဆွဲလာတော့အချုပ်ကလေးသည်လည်းဘမှာကြောက်ချင်ခဲ့ပြီလည်းမသိတော့ပါပဲတော်သည်မောင်းနေ၏အတန်တို့ကတိတ်ဆိတ်နေသည်ဟုထင်ရတော့လေတကယ်တကယ်မှာတော့၆ချားစပွဲဖူးနီသည်တစ်ပင်တစ်ပင်ဤခြေရင်းတွင် တိုးကပ်စွာရှိုက်ငင်နေလိုက်သည်သူငိုသည် အဖေသူ့ကိုရိုက်စင်ရထံဝမ်းနည်းစွာငူကြွေးလေသည်ကြောလန်းလေးပေါ်တွင်ရိုင်နှင်းနှင်းလျှောက်လာသောဘူနီသည်အတန်တခုကြောင့်ခြေလမ်းများကြုံငနေရက်သွားသည်ဖာသာမလေးအသေးချာနားဆွမိလျင်နော်ဘူနီဤမျက်နှာသည်ပျော်လင့်ခြင်းနှင့်ဝင်းပါလာသည်ဆိုင်ခဲ့တဲ့လမ်းမကြီးနှင့်မဝေးတော့ပြီလားသူဒီမဟုတ် ဆိုင်ခဲ့သည် ူရှိရလမ်းကလေးစီလာနေသည်လားလမ်းကလေးကကြွေကောက်နေသည်မို့ရှေ့ကိုမမြင်သာသည်သို့သောအတန်ဒီပို၍ပင်နီးကပ်လာသည်ကိုကြားရသည်ဖိုးနေသည်သူဆုံးတရားကိုစောင့်နေသည်လို့ခြေလမ်းများကိုရှက်တန်ထားသည်ကလေးများကိုဖမ်းတတ်သည်ဟုလူကြီးများကခြောက်လန့်တတ်သော လူဆိုးများပင်ဖြစ်စေအောင်ယခုနေတော့ဖိုးနေဘာကုန်းမှမကြောက်နိုင်မီသူသည်တညာလုံးကြောက်လန့်ခြင်းနှင့်အသားကျခဲ့သည်တိတက်တော်ထူး၍လက်မကြောက်နိုင်တော့ပြီ။ ညကဝမ်ပန်တနေငိုချိုက်နေခဲ့သောဘုန်းကြီးသည်မိုးစစ်စင်လေးချိန်မှာတော့ငိုရံပင်မောနေပြီထိုက်၍လည်းမငိုနိုင်တော့ဘုန်းကြီးငေးမောနေစင်မှာပဲလမ်းတိုးခွေတွင်ဆိုင်ကယ်တစည်းပေါ်လာသည်ကိုတွေ့ရသည်လူနှစ်ဦးပါလာသည် သူတို့သည်ဘုန်းကြီးကိုမြင်လျင်ဆိုင်ကယ်ကိုဆက်သက်လိုက်ကြသည်စကားတချို့မေးမြန်းသည်သူတို့ရှမ်းပြည်မှာတရားမဟုတ်ပဲကချင်များဖြစ်နေသည်ကိုဘုန်းကြီးသိလာသည်ဘုန်းကြီးသည် ဖြစ်ချောင်းကုန်စင်ကိုပြောပြရ၏သူဘေရွာကလာသည့်အကြောင်းမိဘများနှင့်ကွဲသွားရသည့်အကြောင်းသူတို့သည်ခေါင်းတညင်းညင်းနှင့်နားထောင်ပြီးနောက်တီတို့တိုင်ပင်ကြသည်ထို့နောက်ဖိုးနီကိုဆိုင်ကယ်ပေါ်တွင်ကခရီးဆက်ခဲ့ကြသည်ဆိုင်ကယ်မောင်းသူနှင့်နောက်ကလိုက်သူနှစ်ဦးအကြားဖိုးနီထိုင်ရသည်သူတို့ဘယ်သွားမည်နည်းဖိုးနီမသိပါသို့သောသူ့ကိုထွေးပိုက်ထားသောလက်များတွင် စာနာမှုများပါသည်ဟုတော့ခံစားရသည် ကလေးဖန်းသူများဘယ်နည်းနည်းမှမဖြစ်နိုင်တင်ညာလုံးချမ်းတုံနေခဲ့သောဖိုးနေသည်နှွေးထွေးသော ခန္ဓာကိုယ်များကြားတွင်နှွေးကနေသည် အချိန်တော့ဘလောက်ကြာသည်မသိတော်လန်နေကွက်ကွက်ကောက်ကောက်သွားရသည်ကောင်းကလေးများကိုတင်ရသည်တနေရာတွင်တော့ဆိုင်ကေကိုဆက်သက်ကရလိုက်ကြသည် သူတို့အားလုံးဆိုင်ကေပေါ်ကဆင်းကြသည်ဥတီလူသောနေရာသို့ရောက်ခဲ့ပြီဟုဖိုးနေထင်ပါသည်ပဝင်းကျင်ကိုစူးစမ်းရင်လှည့်ကြည့်လိုက်တော့ ဖုန်နေသည့်မြင်ကွင်းကိုတအံ့တအောငေးမောနေရသည် သူ့ရောက်သောနေရာသည်တစ်ပင်များအုံမိုးလျက်အလဲရင်ရှင်းထားကတဲများဆောက်ထားသည်ကိုတွေ့ရသည်တလဖက်များမိုးထားသောဖက်များကာရန်ထားသောတဲကြီးများရဲ့၌လူများစွာကိုတွေ့ရသည်သူတို့အွယ်ကလေးငယ်များသူ့ထိုင်ငယ်သောကလေးများသည်မြေပြင်တွင်စောကစားနေသည်ဒါရွာလားဟမ်မဟုတ်ပါဘူးဒါရွာနဲ့မတူဘူး လဲဆောင်တဲများထပ်ပင်အနေဆုံးကျင်သောတဲကြီးများနေရာကွက်ကွက်လေးမှာစုစည်းနေရသည်ရွာနှင့်မတူပါဒါဆိုဘာများပါလဲပုန်နီသည်ကြကြမတွေ့နိုင်သူ့ကိုခေါ်လာသူနှစ်ဦးကချိန်လန်းပြင်မိမှုသူတို့နောက်လိုက်ရသည်ပုန်နီကကစားနေသောကလေးတို့အနီးမှဖြတ်လိညီမလေးနှင့်ညီလေးကိုပြင်းစွာအောင်မြင်မိလေသည်သူတို့ဘယ်ရောက်နေပြီနီးအဖေနှင့်အမေတို့အောင်ဘမပါနီး ဒီတဲများတွင်ရှိနေမည်လားဖိုးနီသည်မျောလင်းချင်းဖြင့်မျက်နှာလေးရှင်ပြလာပြန်သည်ဟေးဖိုးနီနင်မဟုတ်နီမဟုတ်လားကလေးတစ်တိုက်ထဲတွင်အတန်ထွက်လာလင်ဖိုးနီကငဲကြည့်လိုက်ပါသည်မျက်ဝန်းချင်းချင်းလေးများပိတ်သည့်အထိပြုံးရယ်ပြနေသည်ကိုဖိုးနီကောင်းစွာမှတ်မိသည်ဒုတိယရက်မှာတဒန်းထဲနေခဲ့သောဖိုးနီ၏တငယ်ချင်းမှာပြီအာဘူးအေးနင်တို့ဒီကိုဘယ်လိုရောက်လာလဲငါတို့လည်းပြေးတာပဲဟော နင့်ဖေရောမပါဘူးဟာငါတယောက်တည်းလမ်းကွဲသွားတာဒီမှာเจ้าနေမလားမသိဘူးနင်ပြစ်မိသေးလားမရောက်ပါဝဲငါမြင်သိပါတယ်ဘုန်းနေသည်တပြင်းလေးချလိုက်မိသည်သူ့မျောလင်းချက်လေးသည်ဟုတ်ကနေငြိမ်းသွားသောမိညွန်းလေးလိုပဲရှေ့တွင်တော့သူ့ကိုခေါ်လာသူတို့သည်ဆ ्याम မလေးတို့အရွယ်အမကြီးတရားမင်းစကားပြောကနေသည် ကချင်စကားများနဲ့သာပြောနေသည်ဖြစ်ပြီးဘုန်းနီနားမလဲပဲသို့တော့ သူအကြောင်းပြောနေမှန်းတော့ဦးနီသိပါသည်ထို့နောက်သူ့ကိုလာခေါ်သည်ကိုကြုံရသည်ဒီမှာပင်ဖူးနီနေခဲ့ရအောင်မည်ရဲ့အာဘူကတော့သူ့တို့တဲသူခေါ်သွားလို့သည်ထို့သောအာဘူတို့နေသည့်တဲတွင် လူကများလာပြီးမျက်နှာချင်းဆိုင်ကတဲတွင်ဖူးနီနေရပါသည်လူကြီးများအကြားတွင်ဖူးနီကိုနေရာပေးထားသည် သူတို့ချင်းပြောကြသောကြင်စကားကိုဖူးနီနားလေသည်မဟုတ်မျက်နှာများက နှွေးထွေးမှုကိုတော့ကလေးပင်မဲ့ဘုန်းကြီးသိပါသည်တညာလုံးပြေးလွားခဲ့ရသောဘုန်းကြီးအတွက်တော့အားဘူးလိုကလေးတစ်တိုင်းနဲ့အတူစားရသောဓမင်းမှာငြိမ်ငါသည်တကယ်တော့ဟင်းကဘာမှပါသည်မဟုတ်ပဲပြုတ်တစ်ခွက်များသာသို့ပေမဲ့စာလောင်နေပြီမို့ဓမင်းကောင်အောင်စားပြလိုက်သည်ဒီကြတဲ့အမေချက်ပေးတတ်သောစွန်တန်ဟင်းရင်းငကြော်လေးများကိုပင်တတိယသေးသည်ညီမလေးနှင့်ဟင်းလူစားရသည်ကိုအမှန်ရသည် သူတို့သည် ဘယ်နေရာမှာရှိနေသလဲဖိုးနီလိုတဲတို့ထမင်းတို့ရှာတွေ့ရလားပူပင်တော့ကနေကစ်တမ်းများငေးငိုင်နေရတော့လေကလေးပီပီပင်တအောင်ကြများကြာလင်းမိသလိုဖြစ်လာပြန်သည်အားဘူးတို့နေဂုံးကလေးချက်တွင် ပြေးတဲ့လိုက်တန်းကစားနေပြန်သည်သူတို့သည် လူကြီးများလိုတော့ကများတတ်သေးသည်မဟုတ်ကောက်မဲရသေးသည်ကိုမပူပင်တတ်ပေနောက်နှစ်အတွက်စာမရှိမီကိုမတွေ့တဲ့မနှက်ပြန်အတွက် ဘာဖြစ်လာအောင်မြည်ဖို့မကြောက်တဲ့ဘာမှ မသိတတ်သေးသောစိတ်နှလုံးများနဲ့သူတို့ရှင်မောနိုင်ကြသေးသည် နေဝင်မှုထုတ်တော့ညစာစားပြီးသည်နှင့်သူတို့အိပ်ရာဝင်ကြသည်ကျင်းများတွင်ခဏမြကြလင်းအမှောင်ကြားတွင်တိတ်ဆိတ်ကနေသည် လေသည်ဖက်ရများကြကတိုးဝင်လာသည် ချမ်းမြသောလေချောင်း ဖိုးနီတုံစားပြူလာသည်သို့သောသူပင်ဆောင်မရှိတစ်ဖက်မှာအိတ်သောအဖိုးအိုတယောက်ကခြုံဆောင်ကိုလွှမ်းပေးသည်သည်သို့သောသူလူးလိမ့်နေရင်မှပင်ဆောင်လျှော့ကြရသည်နှစ်ယောက်ထုံတိုင်းသောဆောင်မဟုတ်သည်မို့ဆွဲယူရန်ယွံ့ရအားနာရသည်သည်ကွကွေးလေးနေရင်တော့အချမ်းပြေပါပဲဖိုးနီသည်မျက်လုံးကိုစိတ်ပိတ်ထားသည်ကြားကအမိတ်ရင်ဝင်ကိုလမ်းစာပြုတ်လာသည် ိမ်မာတော့ဆင်းရဲသည်မှန်တော်လဲနှွေထွေးသေးသည် အမိနာတွကန်နိုင်သည်ညီမလေးနှင့်ဆောင်းလူခြုံနိုင်သည်အဖေကုံွေးကိုလည်းငယ်တုန်းကခိုလုံခဲ့ရသည်ကိုတတိယလာသည်နောင်တော့ဘလုံးပင်ပြပများကဆူသည်ဖြစ်စေစိတ်မခွက်တော့ပါဘူးဟုတ်တဆက်သေးပင်စဉ်းစားနေပြန်သည်ဒီလိုနဲ့ချမ်းချမ်းနေကိုရင်ကသူအိပ်ပျော်သွားခဲ့သည်နောက်တနေ့မိုးလင်းလာလျှင်ချမ်းအေးလာစေဖြစ်သည်ကိုတွေ့ရလေသည်ဖုန်းနေသည် အခြားကလေးများနဲ့အတူမီးလုံရသည်သူတို့တွင်အင်ဂျင်အနှွေးတယ်မရှိပါပဲအချိန်တန်လျင်လူကြီးများကချက်ပြကြသည်ဆန်ကနေခဲ့ပြီဟု ပြောတန်ကြရသည်အီလီအိမ်ပြန်ရတော့မှာပဲဖိုးနီကကလေးပြည်ပြင်တွေးနေသည် သူအိမ်ပြန်ခြင်းပြီးမိဘမောင်နှမများကိုတွေ့ခြင်းလာပြီမကြခင်ပြန်ရတော့မည်ဟုပင်သူထင်နေသည်ထို့ကြောင့်ပင်ပူဇရာဟုဘယ်မှမမမြင်သူလိုပင် တခြားကလေးများသည်လည်းမကြခင်အိမ်ပြန်ရမည်ဟုတွေးနေသလားမသိသူတို့တွေသည်စော့ကစားကစကားဆိုကရှိနေပြန်သည်သူရွာအကြောင်းကိုရွာအကြောင်းပြောကြသည်ကျောင်းတက်သူတို့ကကျောင်းအကြောင်းပြောကြသည်ဆရာမအကြောင်းပြောကြသည်ကောက်တက်စားဘွယ်အကြောင်းပြောကြသည်လယ်ထဲမှာမိဘကူနေရသည့်အကြောင်းများပါသည်အာဘူနင်တို့ဘရော့ပြန်ကြမလဲဟုတ်ဖုန်ကြီးကမေးသေးသည်အေးဖုန်ကြီးအနူကပြောတာတော့ရွာဘက်မှာအေးရင်ပြန်ကျင်နေတဲ့ စပားလိုက်ရေးအောင်မလီငါတို့ចောင်းတက်ရအောင်မဟုတ်လားနင်းပြန်ကျင်ပြီလားငါလည်းပြန်ကျင်ပြီဝေးပြန်ကျင်တာပေါ့ဟဲ့ဒီအချိန်ဆိုတို့ရွာမှာခရစ်စမတ်နေ့လို့ပြောစရာပေါ့နင်းတို့စီမှာလည်းဖျားဝဲတွေနေပြီပေါ့အေးပေါ့ဟာဘုန်းကြီးဒီသိရင်များရင်တနေကုန်နေသည်စာတင်စရာလည်းမရှိចောင်းများသည်အဝေးတွင်ကျန်ခဲ့နေကြလိမ့်ပြီဘုန်းကြီးတယောက်တည်းအတွက်ဆိုရင်ကသူ့နားဖို့တတ်သော အဖေစုတဲ့များကိုလည်းကြားကြမလို့တော့အဲ့အလောက်ကိုလည်းလုပ်ရမလို့တော့ပြီညီမလေးနဲ့လည်းညင်းခုံရမလို့တော့ပြီတို့တော့ဘာကြောင့်မပြောပါသနည်းအားမူကတော့ရွာကိုလွမ်းကြောင်းခဏခဏပြောသည်ဖုန်းလေးကလည်းစဉ်းစား၏သူလွမ်းသလားရွာကိုလွမ်းသလားတကယ်တကယ်စဉ်းစားတော့လေတစ်ပင်စင်းများရိတ်မိုးထားသည့်ဖြစ်သောရွာကလေးကိုမြင်ရပါသည်တငယ်ချင်းများနှင့်ပြေးလွှားဆော့ကစားခဲ့သောရွာလေးကို တတိယသည်ရွာဦးစီတွေကဆဲလဲတိုင်မှုပြန်လဲကြရသည်လဲခွက်များကိုပင်တတိယဇာဖြစ်လာသည်နောက်ဆုံးတော့သူစိတ်သည် သူ့မိသားစုနှင့်အတူနေထိုင်ခဲ့သော အင်္ဂလိပ်တွင်ရှက်တန်းတော်၏အင်္ဂလိပ်ရဲ့ကရည်တံများညီလေးညီမလေးတို့နှင့်အဖေရီမောနေလီသူပါပျော်ရွှင်ခဲ့သည် အဖေသည်သူ့ကိုချစ်ခင်ရင်းနှီးစွာ မနေတတ်သောလေအာကိုတတ်သည်ဟုအမေပြောမှုသည်ကိုတတိယလာ၏ဟုတ်မှာပဲဟုလည်း အဖိတ်ကိုမြေအောင်ကတွေးစားပြုလာပြန်သည်ငါလဲအိမ်လွမ်းနေဟာဟုတ်ဖို့နေသည်အားကိုဤစကားကိုထောက်ခံလာသည်ဤဟဲပြန်ရရင်ကောင်းမှာပဲနော်ခဏကြာလာတော့သူတို့သည်ကလေးတို့ဤစိတ်ပြောင်းလဲလွယ်ခြင်းနှင့်အသားကြာလာပြန်သည်ရေကောင်မောကရှိလာပြန်သည်အားကကတော့စကန်းတို့ဆောင်းစည်းစွာရလာခဲ့သူ ဖြစ်လျာသူတွင်ပြောစရာများစွာရှိသည်နေ့လိုပဲစကန်းမှာအဖေမေမပါပဲရောက်လာရင်ကလေးတွေရှိသေးရဲ့တိလား တချို့လူတွေကလည်းကွဲကုန်တာပဲ။ငါတို့တော့ကန့်ကောင်းလို့မကွဲတာ။တို့တော့ညပြေးတာမဟုတ်ဘူး။နေကိမဲ့ပြေးလာတာ။အစကတော့အနူးတို့ကမပြောင်းဘူးလို့ပဲ။ဒါပေမဲ့နောက်တော့မရတော့ဘူးလေ။တိုက်ပွဲတွေကတဖြည်းဖြည်းနှီးလာတာ။ဒီမှာဆန့်ကုန်ရင်ငါတို့တော့ဒုက္ခပဲတဲ့။လူကြီးတွေပြောတာကြားခဲ့တယ်။ခုဖောက်ချဟူသောကောင်မလေးတယောက်ကဝင်ပြောသေးသည်။ခုနေကတော့ထုံးစံအတိုင်းတွေးပြန်သည်မှာအိမ်ပြန်ရမှာပေါ့။ဟုတ်ပြီ။သူပြင်မယ်။ ရွာကိုဘယ်လန်းကသွားရမည်နည်းဒါကတိတ်တော်လဲပူပန်စရာရှိသည်မဟုတ်လူကြီးများကလမ်းပြပေးမှာပါပူပန်စရာမှာတော့ဘသူမှမရှိတော့အိမ်လို့မပြန်လို့ချင်းနည်းအတွင်းများနဲ့ငေးငိုင်နေသောဖုန်နီသည်လူသားများအုံအုံချက်ချက်ကြားရတော့နားဆွမိသည်တစ်ချက်တစ်ချက်ပြက်လွင်လာသည်မှာကချင်စကားများသာဖြစ်၍ဖုန်နီနားမလဲ အားမူကတချက်ခုံထားကလူသစ်တွေရောက်လာတယ်ဟိဟိုဖိုးနီကပြောသည်ပြီးတော့ရှေ့ကပြေးသွားသည်ဖိုးနီလည်းသူ့နောက်ကပြေးလိုက်လာသည် ဖိုးနီနင့်မေမဟုတ်လားအားမူဤဝမ်းသာအားရအတန်ကြာဖိုးနီသည် လူအုပ်ထားတဲ့တို့ကြည့်လိုက်သည်စကန်းကလူကြီးများနှင့်စကားပြောနေသည်မှာအမေပါတကားအမေသည်ညီလေးကိုပွေရတာအခြားသူများလည်းပါသေးသည်စကန်းတွင်နေရာချကအလုံးချုပ်စပြုနေသည်ကိုလည်းမြင်ရသည် အမေသည်သူ့အနာတုကလာကဖိုးနီကိုမြင်လျင်ဝမ်းသာလှိုက်လဲခြင်းနှင့်ပြုံးလာသည်ရုပ်ရှင်ကားများတဲ့ကလူတော့ပြေးမဖန်ငိုလဲမငိုငိုရမင်းမျက်ရည်များကုန်ခဲ့ပြီလားမသိအမေအဖေတို့ရောကွဲသွားတယ်ဖူနီရဲ့ဘယ်ရောက်သွားမှန်းတော့မသိဘူးအမေသည်ခုမှပင်မျက်ရည်ဝန်းစားပြုတ်လာသည်ဖူနီကိုထွေးဖက်ချသည် နောက်ထပ်ပြောက်သွားအောင်မှကြောက်နေသလိုပင် ဖုံးနေသည်အမေခါကို တိုးဖက်ထားမိသည်ညီလေးကိုပင် ပုံချစ်ခင်လာမိသည်ဒီလိုနဲ့ညမှာတော့သားမိများအတူနေခွင့်ရကြသည် စခန်းမှာတော့ရှိသည့်တဲအကျန်နေလူဦးရေကမမျှပြီလူများကလူသာလှဲ့သာပဲမရှိပဲစောင်းရသည်ဖြစ်၍လူငွေနှင့်နှွေးထွေးသည်ကိုပင်ကျေစုတင်ရမလို့ဖုံးနေတဲ့အမေသည်ညီလေးအိတ်ဆက်နေသည့်အနီးမှာတိုးကပ်စွာထိုင်နေကြသည် အမေသည်အပြင်းမဲ့မြင်ကွင်းကိုငေးနေသည်အပြင်တွင်မှောင်မဲကမြင်ကွင်းသည်အမှောင်သာဖြစ်သည်မိဖို့ကမိလိုငင်းငယ်ပြီးလာကွမ်းညမို့ပိမ့်ပိတ်အောင်မောင်းလျက်ဒီပြင်ပကိုပင်အမေသည်ဘာကြောင့်မသိငေးလာနေသည်ဖုန်းနေသည်အမေနှင့်ပြန်တွေ့ရသည့်အတွက်အခါများစွာထက် အားတက်လာရသည် မကြခင်သူတို့ အိမ်ပြန်နိုင်ကြတော့မည်လားမသိအဖေတို့လည်းပြန်ရောက်ရင်ရောက်လာမှာပေါ့ သူသည်အတွင်းနှင့်ရွှင်လန်းစွာပြုံးလိုက်သည် အခုတော့ရွာအပြန်တိုင်းကိုမမှတ်မိလဲရပါပြီအမေရောက်လာပြီမဟုတ်လားအမေနှင့်အတူပြန်ရလျင်အိမ်ကိုချောမောစွာ ပြန်ရောက်နိုင်မည်ဟုသူထင်ပါသည်အမေသားတို့ဘရောအိမ်ပြန်ရောက်မှလဲဟင်အမေသည်သူ့အမေကိုမကြားဘူးလားမသိမမြင်ရသောအမှန်ကိုပင်ငင်းမြဲငင်းနေလေသည် ပိန်ဖြူနု Teen Magazine February 2012အဆုံးတိနာဆင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်